င်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 6သိပ္ပံသင်ကြားပေးမယ့်တစ်ချက်ချမ်းဖြစ်ပါတယ်အခန်း6မျိုးပွားခြင်းကသင်ခန်းစာ1တက်ရှိအများကြီးမျိုးပွားခြင်းကိုဒီချက်တို့လေ့လာကြရအောင်မျိုးပွားခြင်း reproduction ကဲနေတန်းလေးစာရအောင်မျိုးပွားခြင်းသည် သက်ရှိလက္ခဏာရက်များအနက်အရေးကြီးသောလက္ခဏာရက်တစ်ခုဖြစ်သည်အဲ့တော့မျိုးပွားခြင်းဆိုသည်မှာသက်ရှိများတွင်ယင်းတို့နှင့် မျိုးစိတ်တူသက်ရှိများကို ပွားများပေးနိုင်သော ဖြစ်စဉ်ဖြစ်တယ်။ဤသင်္ကန်းစာမှာဆိုရင်တော့အပင်နဲ့သရဝါနှစ်မျိုးစလုံး၌လိန်ရှိ မျိုးပွားခြင်းနဲ့လိန်မဲ့မျိုးပွားခြင်းအကြောင်းအရာတို့ပါဝင်ပါတယ်။ကဲအဲ့တော့သက်ရှိများရဲ့မျိုးပွားခြင်း reproduction of living things အဲ့တော့ တက်ရှိများဟာမျိုးသုံးပျောက်ကွယ်မှုမဖြစ်စေရန်မျိုးပွားခြင်းဖြင့်မိမိမျိုးဆက်များကိုဆက်လက်တည်တန်းစေနိုင်ပါတယ်။ကဲတကယ်လို့လုပ်ငန်းတစ်ကလေးကိုဆက်ပြီးတော့လေ့လာရအောင်။ကဲလုပ်ငန်းတစ်ကတော့မျိုးပွားခြင်းဆိုဒီမှာအပင်နည်းတဲ့။ပြီးပဝင်းကျင်တွင် မြေသည့်တက်ရှိများရဲ့မျိုးပွားခြင်းကို မြင်ဘူးပါတနည်း။ ဒါဆိုရင်သားတို့သမီးတို့ဖြည့်ကြည့်ပေးပါဦး။ဟုတ်ပြီ။မျိုးပွားခြင်းဆိုတာကတော့တက်ရှိများမှာရင်းတို့နှစ်မျိုးစိတ်တို့တက်ရှိများကို ပွားများပေးနိုင်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ကဲအဲ့တော့ပတ်ဝန်းကျင်မှာမြည်တဲ့တရှိတွေရဲ့မျိုးပွားခြင်းကိုမြင်မှုပါတနိဒါကတော့သားတို့သမီးတို့ပတ်ဝန်းကျင်မှာမြင်မှုတဲ့တရှိကောင်းလေးတွေကိုရေးကြည့်ပေးပါတော့တချဲကတော့ဥပမာအနေနဲ့ကတော့တချဲမြင်မှုတဲ့တရှိလေးကတော့တချဲခွေးတို့ကြောင်တို့ကိုတချဲမြင်မှုတဲ့ တချို့တို့ကလုပ်ငန်းနှစ်ကလေးကိုသွားကြရအောင်ကဲလုပ်ငန်းနှစ်ပေးထားသောသက်ရှိများသည်မြေတို့မျိုးပွားကြသည်နီအုပ်စုလိုက်ဆွေနှွေးဖြစ်ဆိုပါကဲဒါတော့တအားသမီးတို့အုပ်စုလိုက်ဆွေနှွေးဖြစ်ဆိုလို့ရပါတယ်ပြီးရင်တချေတို့ပေးထားတဲ့ပုံလေးကိုကြည့်ပါဆွေတော်ပင် င်ရွက်ကြပင်ပေါက်ပင်ပန်ဒါဝတ်ဝူဟိုက်ဒရာကဲသူတို့ကဘလို့မျိုးပွားလေးတွေနဲ့မျိုးပွားကြပါသလဲကဲဟုတ်ပြီဆွဲတော့ဆိုလို့ရှိရင်ဒီချေတို့တွေကဘာဖြစ်လဲအပင်လေးကလိမ့်ရှိမျိုးပွားလေးနဲ့မျိုးပွားတယ်ရွက်ကြပင်ပေါက်ကတော့ဒီချေတို့လိမ့်မဲ့မျိုးပွားလေးနဲ့မျိုးပွားတယ်ပန္နာဝုံဝင်လေးရတော့ဒီချေတို့ကလိမ့်ရှိမျိုးပွားနည်းနဲ့မျိုးပွားပြီးတော့ဟိုက်ဒရာဆိုတဲ့ကောင်လေးရတော့ဒီချေတို့ကလိမ့်မဲ့မျိုးပွားနည်းနဲ့မျိုးပွားကြတယ် ကဲဟုတ်ပြီနော်အဲ့တော့တချေတို့အဓိက အချက်ကလေးကိုကြည့်ရအောင်အဲ့တော့တချေလိန်ရှိမျိုးပွားခြင်းနဲ့လိန်မဲ့မျိုးပွားခြင်းမှာလိန်ရှိမျိုးပွားခြင်းမှာတော့တချေတို့အဖို့အမရှိရမယ်အထီးဆိုတဲ့ဖခင်ရဲ့အမဆိုတဲ့မိခင်ရဲ့ရှိလို့ရှိရင်သားသမီးလေးတွေမွေးမယ်အဲ့တော့ဥပမာအနေနဲ့ဆိုရင်မြင်းထီးမြင်းမသူတို့ကနေတည်အောင်လို့ရှိရင်မြင်းလေးမွေးဖွားမယ်အဖိုးကမိနဲ့အမကမိတို့ ပေါင်းဆက်၍အပင်ပေါက်တယ်။ဂမိဆိုဒီမှာ မျိုးပွားဆဲဖြစ်တယ်။ဥမာနဲ့ဆိုရင်တော့တရက်ပွင့်။သူကတော့အဖိုဂမိနဲ့အမဂမိတို့တွေကနေ ပြီးတော့မှအစေဖြစ်မယ်။ပြီးရင်တရက်ပင်ပေါက်ကလေးပေါက်မယ်။ဒါကတော့လက်ရှိမျိုးပွားခြင်း။ဟုတ်ပြီ။လိမ်မဲ့မျိုးပွားခြင်း။လိမ်မဲ့မျိုးပွားခြင်းကတော့အထီးအမှရှိရမလို့မူလတက်ရှိမှာ ၎င်းနှင့်ထတ်တူသောသက်ရှိများ ပွားများလာခြင်းဖြစ်သည်ကဲဟုတ်ပြီဒါကတော့အပိုင်းပိုင်းပြက်ခြင်းဖကမနေရှင်ဥပမာပလန်နီးရီယာအကောင်လေးနောက်တစ်ခုကကြတော့ပင်ပိုင်းမျိုးပွားခြင်း vegetative propagation ဥပမာအာလူးကဲဟုတ်ပြီဒါဆိုလို့ရှိရင်တကယ်ဒီနေ့သင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်း6 မျိုးပွားခြင်းအားသင်ခန်းစာ၁တက်ရှိများဤမျိုးပွားခြင်းအကြောင်းလေးကိုဒီချေကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ဒီချေထင်ပါတယ်။ဒီချေနဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။